ဒီညရှင်ပြိုင်စားဖို့ရှိနေတဲ့ Leeds United နဲ့ပွဲစဉ်မှာကျွန်တော်တို့ Chelsea အသင်းဘယ်လိုပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကုခိန်း Chelsea fan page ကနေအပြောင်းအကျောင်းများအားလုံးကိုကြိုဆိုပါရစေဒီည2:45မှာရှင်ပြိုင်စားမဲ့ Leeds United နဲ့ Chelsea ပွဲမှာ Chelsea တို့ပွဲထွက်လာနိုင်တဲ့ line up အခင်းချင်းကိုခမန်းတုံးသက်ကြည့်အောင်ခင်ဗျပထမဆုံးအနေနဲ့ဘယ်ကစားသမားတွေပါဖို့ပါဖို့ရှိနေတယ်လဲဆိုတဲ့အပိုင်းကိုအရင်ဆွေးနွေးကြပါမယ် လဗိုင်ကိုဝဲရိုမီယိုလဗေးယာအဆူးကိုစတဲ့ကစားသမားတွေမပါပါဘူးပွဲပယ်ခံရတဲ့ကစားသမားကတော့ voices kaisiro ဖြစ်ပါတယ် kaisiro ဒီ serious foul play နဲ့ direct racket တီးတဲ့အတွက်ကြောင့်အ ਨੇ စုံ၃ပွဲပယ်တဲ့ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ် kaisiro တော်တော်မားတယ်ဗျ arsenal ရဲ့ပွဲတစ်ပွဲကြည့်ရမှာမဟုတ်ဘူးကျွန်တော်အခုလာမယ့်နောက်ထပ်ပွဲတွေကိုလည်းသူ့အနေနဲ့စဉ်းစားထားဖို့လိုတယ် ချက်စီဒီကွင်းလယ်ပိုင်းမှာအန်ဒရီဆန်တိုစ်ကိုပဲမွိုက်ဆက်ဂိုက်ဆရိုနီယာဦးစားပေးပြီးသုံးလာနိုင်တယ်။အကောင်းဘက်ကပြန်စင်းစားရင်တော့အန်ဒရီဆန်တိုစ်အတွက်ခွင့်ရရတာပေါ့လေ။ဂိုက်ဆရိုနီယာကိုကြော်ဖို့မလွယ်ကူဆိုပေမဲ့ငါကလည်းဒီလိုဇလေးရှိတယ်။ဘာဆိုလားညာဆိုလားဘာလို့ပြတ်တက်တယ်ညာလို့ပြတ်တက်တယ်ဆိုတဲ့အကွက်မျိုးပေါ့။အဲ့တော့ကြောင့်အန်ဒရီဆန်တိုစ်ကိုကျွန်တော်တို့ယုံကြည်ကြည့်ရှုပေးရမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပွဲထွက်ကစားသမားစီးရင်ကိုခမန်းကြည့်ရအောင်။ကိုပေါက်တနေရာမှာတော့ Robert Sanchez ကိုပဲပေါ်တခွင့်ပေးလာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ Philip Jorgensen ကို EPL ပွဲတွေမှာပေါ်တခွင့်မပေးသင့်ဘူး။ယုံကြည်လို့ရတဲ့ကုသမာတယောက်မဟုတ်ဘူး။သူကသာ Chelsea မှာမနေချင်ဘူးပြောနေပေမဲ့သူကလည်းဘလောက်ယုံကြည်လို့ရတဲ့ကုသမာတယောက်ဖြစ်နေလို့တော့အဲကျွန်တော် CB နေရာနဲ့နေရာမှာဘသူ့ကိုထထည့်မလဲစဉ်းစားရမယ်။ Chalobah လေးခင်ဗျာလည်းတနာပါတယ်။ပွဲတော်တော်ပန်းနေရှာပြီ။ Barcelona နဲ့ပွဲစဉ်မှာလည်းတီးထားရတယ်။ AI နဲ့ပွဲစဉ်မှာလည်းကြုံယုံပြီးကစားရတယ်။ဒီနေ့မှာလည်းအဖူကြီးဖြစ်သွားရတယ်။ ဲ့တို့ကြောင့်ကျွန်တော်တို့ချက်လိုးပါးလေးကို အနားပေးတဲ့ချက်လိုးပါးနေရာမှာလူငယ်လေးဂျိုးအချင်းပေါင်းထဲ့ပြီးဘေးမှာတူစင်အာရယာဘီယိုနဲ့တွဲတဲ့ယုံကြည်စိတ်ချခြင်းတရားမကောင်းတဲ့ခံစစ်အတွေ့အဖက်မျိုးလေးပေါ့နော်မတက်နိုင်ဘူးလေချလိုပါပြဲနေပြီဒီချိန်မှာနောက်တန်းစုပွဲမှုအင်အားတောင်တင်းမှုလိုတယ်ဆိုတာဒါကိုပြောတာကျွန်တော်ချလိုပါကိုထထည့်လာရင်တော့ထထည့်လို့ရနိုင်တယ်ချလိုပါကတော့ပိုယုံကြည်ရတယ်သူ့အမေဝက်စလီဖူဗာနာကတော့ထဲ့လို့မရတော့ဘူးကြန့်ခိုင်မှုပိုင်းရ ဝက်စလီတို့ရစ်ချိန်းတို့ဆိုတာယုံကြည်လို့ရတဲ့ကစားသမားတွေမဟုတ်ဘူးဗျာအဲ့ဒါဆိုကျွန်တော်ကတော့ဖြစ်စေခြင်းနဲ့နောက်တန်း CB နေရောက်ဒီအချင်းပေါင်းနဲ့တူစင်အာရယာဘီကိုဖြစ်ပါတယ်အဲ့တခုတော့ပြောစီရရှိဟာဘရိုတူစင်ကယုံကြည်ခြင်းစရာမကောင်းဘူးအချင်းပေါင်းကလူငယ်လေးဒီနောက်တန်းကဘလို့မှအဆင်မပြေဘူးမှန်ပါတယ်လက်ရှိချိန်မှာဝက်စလီနဲ့ထရီဗာချာလူဘာတုံးတာအကောင်းဆုံးပဲဒါကိုကျွန်တော်လက်ခံတယ်သို့တော့ပွဲပန်းနေပြီဗျကစားသမားတွေကကျွန်တော်အနေနဲ့အနာပေးတဲ့သူကိုပေးဖို့ပေးရမယ် ဲ့ဒါကြောင့်ကျွန်တော်ကတော့တိုစင်နဲ့အချင်းပေါင်းကိုဒီပွဲစဉ်မှာပေါ်တော့ခွင့်ပေးတဲ့နယ်လို့ယူဆပါဗျ။အဲ့တော့ right back တနေရာမှာ Reece Jane ကိုတေချာပေါက်အနားပေးရတော့မယ်။ Reece Jane ကိုအထဲထဲလဲဝင်ဆော့ခိုင်းလို့မသင့်တော့ဘူး။ Reece ပြဲပြီလေဗျ။အာအင်းနဲ့ပွဲစဉ်မှာကြောက်စရာကြီးနှစ်ယောက်စာလောက်ကစားပေးသွားတာကျွန်တော်ဒဏ်ရပြီတော့ထင်တာ။အဲ့ Reece ကိုအနားပေးဖို့ပေးရမယ်။ချက်သီးသင်းတာဝန်ရှိတဲ့သူတွေကလည်းဒီလို instruction မျိုးပေးမှာပဲ။အဲ့တော့ကျွန်တော်ကတော့ right back တနေရာမှာ Melo Gusto ပဲပွဲထွက်လာနိုင်တယ်လို့ထင်ပါတယ်။အဲ့တော့ကျွန်တော် left back ကိုတစ်ချက်စဉ်းစားရမှာကုကူရေယာကိုအနားပေးမလား။ ကိုကိုရီးယားကိုနားပေးမယ်ဆိုရင်တော့ဂျိုရယ်ဟာတိုပွဲထွက်လာနိုင်ပါတယ်အဲ့တော့ CB မှာ Hato ထည့်ရင်တော့အဆင်မပြေဘူးပြ။ Hato ကလည်း CB သားသမားအဖြစ်ပေါ်ပြီးဘာဖြစ်သွားမှန်းကိုမသိတာ။အဲ့တော့ left back မှာ Joral Hato အတုံးတော့ခံရနိုင်တယ်။ Kukure ကလည်းမမောဘူးတာပြောပေမဲ့ပွဲတော့ပန်းနေပါပြီ။ Okay ကျွန်တော်ကွင်းလေကစားသမား၃ယောက်ဆက်လက်ဆွေးနွေးကြည့်အောင်။ Kaiseiro မပါတဲ့နေရာမှာတော့တေချာတဲ့ Andre Santos ပဲပွဲတော်ခွင့်ရလာမှာပါ။ Lavia ကလည်းဒဏ်ရာပြဿနာရှိတဲ့အတွက်ကြောင့် အန်ဒရီဆန်ဒိုစ်ကိုနောက်မှတယောက်တည်းအထိုင်ထားပြီးတော့ဒီလိုတစ်နှစ်ပုံစံမျိုးနဲ့ကစားလာနိုင်တယ်။အန်ဒိုဖာနက်ဒက်စ်ကိုတော့အန်ဒရီဆန်ဒိုစ်နဲ့အတူပွဲတော်ခွင့်ပေးလာနိုင်တယ်လို့ထင်တယ်။အန်ဒိုမပါလို့လည်းမရပြန်ပါဘူး။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလို့မွေးကစားကြတယ်ဆိုရင်တော့စီနီယာဒေါ်ဂျက်စီမှာအိုင်ဘက်ခွန်ရှိကို9ဒလုံးမစ်နဲ့မောင်း9 6တို့ကိုမန်မာသီယူနီဖြစ်အပူစုကြီးနဲ့ယူကြည့်တော့ကစားလို့ရပါတယ်။အသေးသေးသိကြတယ်ဆိုရင်တော့ဘဘနမတ်3ညာကို8 9 3 8ကို380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay အဲ့တော့ကျွန်တော်နောက်နံပါတ်10နေရာမှာပေါ့နော်ဘသူ့ကိုထည့်မလဲ။ ကျွန်တော်တို့ကိုးပါမောက်ဒီပွဲစဉ်မှာပြန်ပြီးတော့အသုံးပြလာနိုင်တယ်လို့ထင်တယ်။အာဆင်နယ်ပွဲစဉ်မှာကျွန်တော်ပြောရင်တော့မသုံးတာကောင်းတယ်လို့သုံးပြီးကမှပြန်လာသွားရင်တခုခုပြဿနာရှိမှာဒီပွဲစဉ်မျိုးတွေကတော့မျောပြီးသုံးသွားလို့ရတယ်။အဲ့တော့ပါမားလေးပြန်ပါလာပြီဆိုရင်တိုက်စစ်လမ်းကြောင်းတွေအများကြီးပွင့်နိုင်တယ်။ဒါပေမဲ့ပါမားကနံပါတ်10နေရာမှာပဲကစားခိုင်းတဲ့ဆိုင်ကွင်းလယ်မှာနည်းနည်းရော့နေတဲ့အတွက်ကြောင့်10နဲ့30ပုံစံမျိုးကစားစီတာပို့ပြီးတော့ကောင်းမယ်။အဲ့တော့ကွင်းလယ်မှာအန်ဒရီဆန်တို့အန်ဇိုဖာနက်ဒက်စ် ကိုးပါမားလို့ကျွန်တော်ယူဆပါတယ်။ Okay အဲ့တော့ attacking try ကိုဆက်လက်စဉ်းစားကြည့်အောင်။ ်အစတီဗာကတော့ဒီဘွဲဒီမှာပေါ်တော့ခွင့်ပေးမယ်လို့တော့မထင်တော့ဘူးအစတီဗာကလည်းဗျတချို့ဘွဲတွေကောင်းပေမဲ့တချို့ဘွဲတွေကတော့တိတ်ယုံကြည်ခြင်းစရာမကောင်းဘူးအာစနယ်ဘွဲဒီမှာအစတီဗာလုံးဝအစင်မပြေဘူးနော်ဘရိုအဲ့တော့ကျွန်တော်အစတီဗန်လူသားလဲခံလိုက်ရတာအဲ့တော့အစတီဗန်နေရာမှာပက်ဒရိုနက်တိုလက်ရှိအချိန်အကောင်းဆုံးပဲ EPL မှာပက်ဒရိုနက်တိုကတော့တူတူတနဲ့ခြေသွမ်းပြထားနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ် left wing တနေရာမှာရွေးချယ်စရာနှစ်ယောက်ရှိပါတယ်ဂနာချိုရွေးမလားကေဒန်စ်ရွေးမလားကျွန်တော်ကတော့ဂနာချိုဒီလိုပွဲစဉ်မျိုးတွေမှာပွဲထုတ်သင့်တယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တိုက်စစ်ပိုင်း JP စိတ်ပြက်စရာကြီး JP စိတ်ပြက်စရာကောင်းတယ်ဆိုမှ Lian Dlab ကကောင်းလားဆိုတော့မကောင်းဘူးအဲကျွန်တော်တို့မှာတိုက်စစ်မှုတယောက်ထက်ရှားပုံတော့ဖွင့်ရင်အဆင်မပြေတော့ဘူးပေါ့နော်ရှင်ရင်းဆွဲတိုက်စစ်မှုတွေကိုပဲသွေးပေးရမယ့်သဘောမျိုးဖြစ်နေတယ်ကျွန်တော်ကတော့ JP ကိုပေါ်တော့ခွင့်ပေးပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီပွဲတင်မှာတော့ Lian Dlab ကိုများပေါ်တော့ခွင့်ပေးလာမလားလို့ထင်မိပါတယ်အဲအတွက်ကြောင့် attacking trial မှာတော့ patronato aligenro ganacho နဲ့ lian dlab တို့ဖြစ်နိုင်ပါချောင်း30ဆွေးနေနေပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်ကျွန်တော်ညီကိုရဲ့ command line နဲ့လေးလေး comment မှာဝင်ရောက်ရေးသားပေးသွားကြပါဦးခင်ဗျာအခုတော့အားလုံးနှုတ်ဆက်ပြသည်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ